မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မဂွေတိုင်းစိတ်ဖြူမြို့နယ်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပဆာ21ကိုတရားခွန်မောင်းမှာ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာအရာရှိနှောက်ဦးကပါဝင်စစ်သား9ဦးတေဆုံးကလေရင်ဘုံဒီ ကုံချမ်းတူလောင်ဂိုတော်မီးလောင်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ညနေ4:20အချိန်ကစိတ်ဖြူမြို့နယ်ကာကွယ်ရေးပစ္စည်းစက်ရုံကပါစအမှတ်27အတွင်းကိုတရားခွန်မောင်းမှာရှော့တိုက်တုံးရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာခုနှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့လေယံဘုံဒီကွန်တိန်နာဘုံအအေးကန်းထိန်းချုပ်ဂိုတော်၃လုံးပြိုကျပျက်စီးက ကုံချမ်းဂိုးတော်မီးလောင်သွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဂိုးတော်များအတွဲမှာရှိတဲ့အကြမ်းဖက်ဆက်တပ်အရာရှိ၂ဦးနဲ့အခြားအဆင့်၇ဦးစုစုပေါင်း၉ဦးတေဆုံးက၈ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Eagle Brigade အညာ Eagle အဖွဲ့ပောက်တောင်ပိုင်း Yan Revolution Front ဘူနာပေါက်အဖွဲ့ No More Dictatorship NMD အဖွဲ့ ရှဲတို့မန္တလေးအဖွဲ့နဲ့ပခုတ်ကူခရိုင်တိုက်ရင်ဆက်ကိုတို့ကပူပေါင်းကတက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ကပ္ပစ21ဟာနိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုကိုဘုံကျဲတပ်ဖြတ်ရာမှာအုံပြုနေတယ်။ပေါင်250ပေါင်900ဘုံဒီများ cluster ဘုံဒီများအပါအဝင်တိုက်လေရင်သုံးလူတပ်ဘုံဒီအမျိုးမျိုးကိုအထိကထုတ်လုပ်ပေးနေတဲ့စက်ယုံဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် BWM နဲ့မဟာမိတ်အဖွဲ့များကကပ္ပစ21ကို လေတက်ဆက်ဆက်ပြက်မှတ်အဖြစ်တော်၎င်းအရေးပါတယ်အကြီးစားစီရေးပြက်မှတ်အဖြစ်တော်၎င်းတတ်မှတ်ပြီးတော့ BWM ရဲ့ Mission 31အဖြစ်နဲ့ဖော်ဆောင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်အတွင်းရိခါလိုက်လံပို့ဆောင်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို PDF တပ်ဖွဲ့များကအကြမ်းကြမ်းလိုက်လံတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားစစ်တအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မှာပခုတ်ကူမြို့တမတရတက်ကနေအင်အား300ကျော်နဲ့ရိခါကအစည်းအဝေး35စီးပါတဲ့စစ်ကြောင်းဟာ မြန်မြို့နယ်အတွင်းကိုဝင်ရောက်လာပြီးတော့ရိတ်ခါများလာရောက်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့ဂျားပြက်လိုက်လံပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ကတက်ချက်တအူးတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာအများပြားနဲ့မြန်မြို့ဘော်ကိုဇန်နဝါရီလ10ရက်နေ့မှာရောက်ရှိသွားတယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းဟာဇန်နဝါရီလ13ရက်နေ့မှာမြန်မြို့ဘော်ကနေအင်အား150ကျော်နဲ့ရိတ်ခါက18စီးပါတဲ့စစ်ကြောင်းနဲ့ ကန်ဒီပြူစောတိရွာကိုထမှန်ပြီးတော့ရိတ်ခါလာရောက်ပို့ဆောင်တဲ့အချိန်မှာတော်လိုက်တပ်ဖွဲ့များက၃ရက်ဇက်တိုက်ထမှန်ပြီးတော့လိုက်လံတက်ခတ်ခဲ့ပြီးအကြမ်းမဲ့စစ်ကောင်စီဘက်ကဗိုလ်တဦးအပါအဝင်၁၀ဦးတေဆုံးကအယောက်၃၀ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုက်ရဲဘော်တဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုပခုတ်ကိုခရိုင်အမှတ် ်နှစ်6ခွန်14 15စက်ခွန်တရင်များမြန်မြို့နယ်ပကဖာနဂနီအဖွဲပကဖာစင်ရိုင်းရာစာအဖွဲပကဖာအညာဟီးရိုးလက်နက်ကြီးပကဖာဗီတာပျောက်ကြားတပ်ဖွဲ့ပကဖာဘိုလင်းမွေအဖွဲ့ပကဖာတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဇန်နဝါရီလ19ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြိုင်မြို့ပေါ်ကိုပြန်လည်ရောက်ရှိသွားပြီးချက်ချောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့မြောက်ဦးမှာစစ်ကောင်စီရဲ့လေရင်နဲ့ဘုံကျဲချမှုကြောင့်စစ်တုံးမန်းမိသားစုဝင်28ဦးသေဆုံးပြီး25ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ18ရက်နေ့ညနေ4:45မိနစ်46မိနစ်နဲ့48မိနစ်အချိန်တို့မှာမြောက်ဦးမြို့နယ်ရမ်းချောင်းအနီးတဝိုက်မှာရှိတဲ့စစ်တုံးမှန်းမိသားစုဝင်များထားတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲချမှုကြောင့်ကလင်းငယ်နဲ့အမျိုးသမီးစုစုပေါင်း28ဦးသေဆုံးခဲ့ရပြီးတော့25ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့သူတွေထဲမှာတချို့ဟာအရေးပေါ်စိတ်ကူးတမှုခံယူနေရပြီးတော့အဲ့ဒီတဲကဒဏ်ရာပြင်းထန်သူတချို့ဟာလည်းနောက်ထပ်သေဆုံးသူများစည်ရင်ထဲမှာရှိလာနိုင်တယ်လို့ AA ဘက်ကပြောဆိုထားပါတယ်အခုလိုမျိုးဘုံကျဲခံရပြီးတော့တေဆုံးဒဏ်ရာရရှိနေတဲ့စစ်တုံးမှန်းမိသားစုဝင်များဟာအရကဒေတာစစ်ပွဲများအတွင်းမှာဖမ်းဆီးရမိထားတယ်အကြက်ဖက်ဖက်စစ်စစ်ကောင်စီရဲ့တပ်မိသားစုဝင်များဖြစ်ပြီးတော့ မကြမီအချိန်ကာလတစ်ခုမှာ၎င်းတို့ကိုအရခတက်တော် AA ကပြန်လည်လွတ်ပေးရန်စီစဉ်ထားရှိပြီးတော့အဲ့ဒီနေရာမှာယာယီထိမ့်သိမ်းထားခြင်းဖြစ်တယ်လို့သိရပါတယ်နိုင်ငံတော်ဝန်မှာစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာစာတင်ကြောင်းများဈေးရုံဈေးကမ်းများဈေးများဘာသာရေးအဆောက်အုံများလန်ဒရာများစစ်ဘေးရှောင်စခန်းများနဲ့လူနေထူထပ်တဲ့နေရာများစတဲ့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လောက်ရများကို တရားလက်လော့ပြုလုပ်နေပြီးတော့စစ်ရာဇဝဲမှုများကိုလည်းနေစဉ်နဲ့အမျှကျူးလွန်လျက်ရှိတယ်လို့အေအေကပြောဆိုထားပါတယ်။2025ခုနှစ်အစောပိုင်းကာလကစပြီးတော့အခုလိုမျိုးအကြမ်းဖက်တိုက်ဖျက်မှုများကိုဖက်စစ်စစ်ကောင်စီဘက်ကခက်ဆိတ်ဆိတ်ပုံမှုပြုလုပ်လာတဲ့အတွက်ကြောင့်လေချောင်းရံနဲ့လေချောင်းအန်ရဲကိုရခင်ကထက်ပုံမှုပြီးတော့တရိထားကြရန်အင်တာနက်ဖုန်းသုံးဆွဲမှုများကိုလည်းသတိထားပြီးတော့သုံးဆွဲကြရန်အေအေကတိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ပေါင်မြို့နယ်မှာအကျဉ်းဦးစီးဌာနကတစ်ခိုးထုတ်နေပြီးတော့အကျဉ်းသားများကိုတစ်ခိုးထုတ်တဲ့လုပ်ငန်းများမှာခိုင်းစေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ပေါင်မြို့နယ်ဇင်းကြိုက်မြို့ခလောက်အင်းရက်ကွက်နားမှာရှိတဲ့အကျဉ်းဦးစီးဌာနဝင်းအတွင်းထဲမှာ2024ခုနှစ်ဒီဇင်ဘာလကုန်ကစပြီးတော့ဖုန်ကြီးကြောင်ပြန်လည်ပြုပြင်ရအတွက်ဆိုပြီး ကျွန်းတီးတန့်တင်များကိုလက်ခံထိမ့်သိမ်းထားတော့လေအဲ့ဒီတင်များဟာတရားမဝင်တစ်ကုံကူးရံအတွက်လှုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့တစ်လုံငန်းတဲ့နီးစပ်သူများထံကသိရှိရပါတယ်။ပေါင်မြို့နယ်မှာနှစ်ပေါင်း200နီးပါးရှေးဟောင်းရွှေတင်းကအကြောင်းရဲ့အမိုးပြက်စီးယိုယွင်းနေတာကိုပြန်လည်ပြုပြင်ပေးမယ်လို့ကျောင်းတိုင်းဆရာတော်ကိုရှောက်ထားပြီးတော့တရားမဝင်တစ်မှောက်ခိုးကူးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တင်များထားရန်အတွက်အကျဉ်းဦးစီးဌာနဝင်းကိုအတုံးချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်တွင်းမှာ ထောင်ပိုင်းကအချင်းဦးစီးဝင်းထဲမှာရှိတဲ့တင်များကိုဖုံကြီးချောင်းကိုအမြန်ရွှေ့ပြောင်းရန်ပြောဆိုထားတော်လဲတစ်ကုံကူးရန်လှုပ်ဆောင်နေတဲ့သူတွေကဖုံကြီးချောင်းကိုလှူရန်စိတ်ကူးမရှိပဲတစ်ဆက်များကိုရောင်းချရန်အတွက်လိုက်လံဆက်နေခြင်းဖြစ်တယ်လို့တစ်လုံငန်းတဲ့နီးစပ်သူများထံကသိရှိရပါတယ်တစ်ပိုင်ရှင်ကလျှက်စစ်ဌာနကမြို့မှုလို့လဲခေါ်တဲ့ရဲတီဟာလို့သိထားတယ်သူ့ရဲ့နောက်မှာပွဲစားတချို့ရှိတယ်ဆရာတော်ကြီးနဲ့ထောင်ပိုင်းကအသုံးချခံနေရတာចောင်းပြင်နာကိုအခွင့်ကောင်းယူထားတာအဲ့ဒီတစ်တေအားလုံးကចောင်းကိုတခູ່မှမရောက်ဘဲနဲ့ ပေါင်မြို့မှာရှိတဲ့ဘီကင်တစ်ဆက်ကိုတွားပြီးတော့တစ်ဆက်တာတွေလုပ်ငန်းရှင်တွေကိုတွားပြီးတော့ဆက်တာတွေဖန်ပတ်ကိုတွားပြီးတော့တစ်ဆက်တာတွေအကြီးအကျယ်လုပ်နေတာလို့တစ်လုပ်ငန်းနဲ့နှိဆက်သူတူကပြန်လည်ပြောပြထားပါတယ်လက်ရှိအဲ့ဒီတစ်များကိုတစ်သမားများကမထိရဲသေးတဲ့အတွာအချင်းဦးစီးဝင်းထဲမှာတစ်များရှိနေသေးတယ်လို့တစ်လုပ်ငန်းနဲ့နှိဆက်တဲ့သူတွေကပြန်လည်ပြောပြထားပါတယ်ဒါအပြင်တစ်ခိုးထုတ်တဲ့သူတွေဟာစက်တက်နဲ့ပူးပေါင်းပြီးတော့တောင်ငူ144မိုင်ကတစ်များခိုးထုတ်နေပြီး ဇန်နဝါရီလ19ရက်နေ့ညပိုင်းမှာလဲတောင်ငူ144မိုင်ကတစ်ကားများဟာရန်ကုန်ကိုတရားမဝင်တစ်များတည်ယူရန်လှုပ်ဆောင်နေကြောင်းကိုလည်းတစ်လုံငန်းနဲ့နှိစက်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြဘတ်စစ်ကောင်စီက CDM ဝန်ထမ်းတွေကို blacklist ကနေပြီးတော့ပယ်ဖြတ်ပေးမယ်ဆိုတဲ့ကြေညာချက်ကြောင့်တွားရောက်ပြီးတော့စည်ရင်ပေးခဲ့တဲ့သူများကို blacklist ကနေမပယ်ဖြတ်ပေးဘဲပြည်ပထွက်ခွာခွင့်တွေကိုလည်းဆက်လက်ပြီးတော့ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဇူလိုင်လ12ရက်နေ့မှာအကြဘတ်စစ်ကောင်စီကနိုင်ငံတာဝန်များကိုထမ်းဆောင်ခဲ့ပြီး blacklist မှာပါဝင်နေတဲ့သူတွေကိုဖြေလျှော့ပေးမယ်ဆိုပြီးတော့ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကြောင့် CDM ဝန်ထမ်းတချို့ကတွားရောက်ပြီးတော့စည်ရင်ပေးသွင်းခဲ့ပြီးလက်ရှိအချိန် ်ထိ blacklist ကနေပြီးတော့မပယ်ဖြတ်သေးပဲ ပြည်ပထွက်ခွာခွင့်တွေကိုလည်းဆက်လက်ပြီးတော့ပိတ်ပင်ထားဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီက blacklist ပယ်ဖျက်ရန်ရှောက်ထားခဲ့တဲ့ CDM ဝန်ထမ်းများကို NLD အစိုးရလက်ထက်ကထုတ်ချေးထားတဲ့ချင်းငွေများကိုပြန်ဆက်ခိုင်းနေပြီးတော့ဂရီကိုအများရောနဲ့အချက်လက်များကိုလည်းစုံလင်စွာနဲ့တောင်းခံခဲ့ပြီးတော့၎င်းတို့တောင်းခံတဲ့အချက်လက်များစုံလင်စွာပေးပို့ထားတော်လဲလက်ရှိအချိန်အထိပြည်ရင်းပြည်ပအလုံးလောက်ကင်ခွင့်များကိုလည်းတားဆီးပိတ်ပင်ထားဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ blacklist ပယ်ဖျက်ပေးမယ်ဆိုတဲ့ကြေညာချက်ကြောင့်ကျွန်တော်နဲ့ကျွန်တော်အသည့်မိတ်ဆွေတွေစီးရင်ပေးခဲ့ပါတယ်။စ ရင်ပေးခဲ့ပေမဲ့လည်းခုနလကြားတဲ့အထိ blacklist ကနေမပယ်ဖြတ်ပေးသေးပါဘူးစရင်ပေးတော့ကလည်းစစ်ကောင်စီက NLD အစိုးရလက်ထက်ကပေးပြီးတော့ခြေထားတဲ့နှစ်လချင်းငွေကိုလည်းပြန်တောင်းခံနေပါတယ်ဂရီကုတ်ရဲ့အချက်လက်တွေလည်းစုံလင်စွာပေးခဲ့ရပါတယ်အခုချိန်ထိကိုဘာတဲ့မှအကြောင်းမပြန်ပါဘူးနောက်လူတွေလည်းအယုံလွယ်ပြီးတော့ blacklist စရင်ပယ်ဖြတ်ဖို့စရင်သွားပေးမယ်ဆိုရင်တည်တည်ချာချာစဉ်းစားဖို့လိုပါတယ်လို့ CDM ဝန်ထမ်းတအုပ်ကပြောပြထားပါတယ်အဲ့ဒီစရင်သွားရောက်ပေးခဲ့တဲ့ CDM ဝန်ထမ်းဟာ2021ခုနှစ်မှာ ခွင့်မဲ့ပြက်ကွက်တယ်ဆိုပြီးတော့ CDM ဆိုင်ရဲ့အသွင်းခံရတဲ့ဝန်ထမ်းတအုပ်ဖြစ်ပြီးတော့လက်ရှိအချိန်မှာ passport ပြုလုပ်ရန်အတွက်စူးစမ်းနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ပြည်ထောင်ဝန်ကြီးဌာနက blacklist ဆိုင်ရင်တွင်းထားတဲ့အတွက် passport လုတ်လို့မရဘူးဆိုပြီးတော့အကြောင်းပြန်လာတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာနိုင်ငံဝန်ထမ်းတချို့ဟာအကြောင်းမျိုးမျိုးကြောင့် ်ခွင့်ပြုချက်မရရှိပဲလုပ်ငန်းခွင်ကိုစွန့်ခွာသွားကြတဲ့အတွက်သက်ဆိုင်ရာဌာနများရဲ့ blacklist များမှာပါဝင်လျက်ရှိနေခြင်းကြောင့်နိုင်ငံတော်အတွက်လူသားအရင်းမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်တဲ့အပြင်ကာယကံရှင်များရဲ့လူမှုဘဝများလည်းနစ်နာလျက်ရှိတဲ့အတွက်ကြောင့်ကုစားပေးနိုင်ရန်လုပ်ငန်းခွင်စွန့်ခွာရတဲ့အကြောင်းရင်းများအပေါ်မူတည်ပြီးတော့ blacklist ကနေပြီးတော့ပယ်ဖြတ်ဖြေလျှော့ပေးပြီးဥပဒေပေါင်းအတွင်းမှာနေထိုင်သွားလာနိုင်ရန်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်ဘိုးတထောင်ရေတက်ကဘိုးကြီးတအုပ်နဲ့ဖန်ရတာဖာ22ကရဲတပ်သားတအုပ်တို့ဟာစစ်တပ်နဲ့စစ်ကြောင်းထမ်းမှာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့မှာစစ်တပ်နဲ့စစ်ကြောင်းထံကိုဘိုးတထောင်မြို့နယ်ရေတက်ပင်မှာဆက်မှုလက်မှုတန်း NED ကဘိုးကြီးတအုပ်နဲ့ဇနီးဖြစ်သူတို့အပါအဝင်ကရင်ပြည်နယ်ဖန်ရတာဖာရဲတပ်ရဲ22ကရဲတပ်သားတအုပ်တို့ဟာအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူ2ဦးဟာလက်နက်များကိုယူဆောင်လာခြင်းမရှိဘူးလို့ပြောပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့အတွက်စစ်တပ် ်နဲ့စစ်ကြောင်းကနှွေးထွေးစွာကြိုးစိုးလက်ခံထားကြောင်းလည်းသိရှိရပါတယ်။ရှေ့ရက်တွေကအလင်းဝင်ခဲ့တာပါ။လက်နက်တွေတော့ပါမလာပါဘူး။အခုလိုမျိုးစစ်ကောင်စီရဲ့ရုံမှာကောက်ကျစ်ဆင်းလဲမှုများကနေရုံထွက်ပြီးအလင်းဝင်ရောက်လာတဲ့အတွက်စစ်တပ်နဲ့စစ်ကြောင်းကနေပြီးတော့နှွေးထွေးစွာကြိုးစိုးလက်ခံထားပါတယ်လို့စစ်တပ်နဲ့စစ်ကြောင်း Black Panther Column ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ